ဆောင်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဘာဆောင်းလို့ခေါ်ကြတာနော်ဟာဟုတ်ပါတယ်ဘာဆောင်းဆိုဘယ်လိုဖြစ်သွားလဲဘယ်လိုခေါ်ကြတာอืมဘာဆောင်းဆိုတော့ကျွန်တော်တစ်ချိန်လုံးကတော့နည်းနည်းလေးလှုပ်လှုပ်ရှားရှားလေးတွေဖြစ်မဲ့အရာလေးတွေအဲရေးခဲ့ပြောခဲ့တာဒီအချိန်ကစပြီးတော့ဘာဆောင်းဆိုပြီးတော့နာမည်တွင်သွားတာပေါ့အဲ့ဒါကမနေနိုင်တာလားမနေတတ်လို့လားဒါမှမဟုတ် စိတ်ထဲကလိကလိဖြစ်မဟုတ်အဲ့ဟာကျွန်တော်ရဲ့စိတ်ရင်းအမှန်တိုင်းပြောရရင်တော့အာဥပမာဆိုတော့အကိုဆိုရင်ဗျာအကိုရဲ့စိတ်ရင်းအမှန်တစ်ဗျာတကယ်အကိုကနှစ်လို့ပြောနေကျွန်တော်အကိုတစ်မှန်းသိရလေဒါပေါ့အဲ့ဒါပဲအဲ့လိုပုံစံမျိုးလေးပဲကျွန်တော်အကိုကိုတိတ်ခါကြစေခြင်းနဲ့စိတ်အော်ဝါပြည့်ခြင်းနဲ့စိတ်ကျွန်တော်မှမရှိဘူးအခုတစ်ဖြစ်တဲ့အတိုင်းမဟုတ်နှစ်ပြောလဲဆိုတာကိုကျွန်တော်ကျွန်တော်ပြောခြင်းတာအဲ့ဒါပါပဲ ကျွန်တော်ကတော့သူ့ကိုတိုက်ခိုက်ခြင်းလည်းမရှိဘူးကျွန်တော်ကအခုနဲ့တွဲနေတယ်ဗျအခုစိတ်ကျွန်တော်သိရတယ်အခုတစ်ပဲနေဘာဖြစ်လို့ဟန်ဆောင်ပြီးနှဲ့လို့ပြောတယ်အဲ့ဒါကြီးကျွန်တော်မကြိုက်တာမကြိုက်တဲ့ဟာကြတော့ပြောလိုက်တော့ကြတော့အခုကျွန်တော်ပဲကြိုက်တော့မယ်နော်အဲ့ဒီဘုသဘောမျိုးပါပဲဒါပေမဲ့မကြိုက်တဲ့ပြောတာတော့ပြောမှာပဲပြောပြောမှာပဲကျွန်တော်ဘာလို့တော့ကျွန်တော်ဇာတာကိုကလေကျွန်တော်အတိုက်အခိုက်နေရှင်ပြီးမှကျွန်တော်အောင်မြင်တဲ့လူမျိုးဖြစ်နေတာ ကျွန်တော်မတိုက်ခဲ့လေကျွန်တော်တိုက်ခိုက်တာကျွန်တော်ရစားတာအဲ့လိုမျိုး ਨੇ ပတ်သက်ပြီးမှကျွန်တော်ကဟိုပေါ့နော်လူတိတဲ့ပုံစံမျိုးပုံဖြစ်တယ်ခင်ဗျဆိုတော့ကျွန်တော်ရစိတ်ရင်းအမှန်လဲဒါပါပဲဟိုလုတ်ယူတာမဟုတ်ပါဘူးလုံးတော့ဟုတ်ပဲဒါပေမဲ့သူများတော့ဆိုရင်တမျိုးလေးဖြစ်သွားတယ်မှန်တာပေါ့မှန်တာပေါ့သူလူတွေမှန်တာပြောရင်မကြိုက်ဘူးမှန်တာပေါ့မှန်တာပေါ့အခုကျွန်တော်ထွက်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဒူတော်မောင်ဖုန်ကြီးကဦးလေးရဲ့ သူတပါနိနာမယ်ဟာမျိုးဦးလေးဘယ်တော့မှမလုပ်ပါနဲ့ကျွန်တော်နဲ့သူနဲ့ကလည်းဖိဖို့မှလည်း friend ဖြစ်ခဲ့တာဟုတ်ကျွန်တော်ကြောင့်ဦးမဆိုတော့အကိုနိနာသွားတယ်ဗျာဒါမှကျွန်တော်ကတော့အမှန်တရားကိုပြောတယ်ဒါမှအကိုနိနာသွားတယ်အဲ့ဟာ you ကျွန်တော်တူတော်မောင်ဖုန်းကြီးကဦးလေးမှန်တိုင်းမပြောရနဲ့ကျွန်တော်ကြောင့်အကိုနိနာမယ်စကားဆိုရင်မလုပ်ပါနဲ့လို့ဆိုပြီးကျွန်တော်ဟိုကျွန်တော်ဒီရဟန်းချစ်တဲ့အချိန်မှာကျွန်တော်ဒီတိုင်းလေးပြောလိုက်တဲ့အတွက်ကျွန်တော်အခုလောတယ်အခုချိန်ကြီးကျွန်တော် အောက်ဆုံးမှာစိတ်ကိုထားပြီးတော့အခုနဲ့ကျွန်တော်စကားပြောလို့ကျွန်တော်မှန်နေတော့ဟုတ်ကဲ့ကျွန်တော်မှားတော့ပါလေဆိုတဲ့စကားမျိုးကျွန်တော်အခုတောက်လျှောက်ပြောတဲ့နေပါခင်ဗျာ။ဟုတ်အဲ့လိုလား။အဲ့လိုကိုပြောတဲ့နေ။ဒါပေမဲ့ဘာဆောင်ပြန်လာပြီလို့ပြောရမှာပေါ့။ဟုတ်တော့ဒါပေမဲ့နေနေတော့ဘာဆောင်ဆိုတဲ့ဟာတော့ကျွန်တော်ပြန်ယူထားပါတယ်ခင်ဗျာ။ဟုတ်။ဒါပေမဲ့ဘာဖြစ်လို့တင်ငန်းဝတ်သွားတာလဲ။ကျွန်တော်ဘယ်တော့မှစိတ်မပြတ်ဘူး။နောက်တစ်ခါကျွန်တော်အမှန်တိုင်းဝင်ခရင်တင်ငန်းမစီးဘူးလို့ကျွန်တော်တနေ့တန်ချထားတာ။ကျွန်တော်ဒီတစ်ပင်နေစိုက်တဲ့အချိန်မှာ ကျွန်တော်ဟိုတစ်ပင်နေစိုက်တဲ့အချိန်မှာတစ်ပင်နေမရှင်မှာစိတ်စိတ်ကြောက်ကျွန်တော်ဒီဇလန်းတွဲကိုကျွန်တော်ဖျက်လိုက်တယ်။သုံးလဇလန်းတွဲကိုကျွန်တော်လုံးဝ cancel လုပ်လိုက်တယ်။ cancel လုပ်ပြီးတော့ကျွန်တော်နေထူနိုင်ရင်ငါ့ကိုဒီလိုချိန်တယ်ငါဘယ်လိုလုပ်အောင်လဲ။အခုသဘောပဲဆိုအခုတော့မရိုက်တော့ဖျက်လိုက်ဖျက်လိုက်ပြီးတော့ကျွန်တော်ဒီနေ့တစ်ပင်စိုက်တယ်စိုက်ပွဲတော့လုပ်တယ်။နောက်နေ့ညသင်းချက်ကိုခေါ်ပြီးဆိုပြီးတော့ကျွန်တော်ရဟန်းခံလိုက် အခုတပည့်နေရဲ့အနေထားအကိုရဲ့ရခင်နဲ့ယခုဆိုတော့ကျွန်တော်တင်ထားတဲ့ post တွေကျွန်တော်ဖတ်လာနေအကုန်မြင်မြင်ပါပါအဲကျွန်တော်ဒီကားပြင်းရင်လည်းကျွန်တော်လူနဲ့ကျွန်တော်ပြန်ထိတ်နှိမ့်ဆောက်ရှောက်ပါပါနောက်နှစ်မှာလည်းကျွန်တော်နောက်တနေရာကိုစိုက်ဖို့အတွက်ဆရာဦးငိမ့်မင်းတို့ရောဦးကြည်စိုးတို့တို့ရောဥမာဆိုကိုကိုနေထူးနိုင်တို့ရောကျွန်တော်အကုန်လုံးပြောပြီးသွားပြီနောက်နေရာလည်းရွေးပြီးသွားပြီစိုက်အောင်မှကျွန်တော်ပြင်ထားတာ တဟိုလေးပြန်ထုတ်ဖို့စိတ်ကူးရှိတာဒါမို့ရလို့မြတ်လုံးဒီလူမြဘောကျင်တယ်အာတွဲမရရင်နေနိုင်တာအမဟုတ်မဟုတ်ကျွန်တော်က၃နှစ်ပဲကတိပေးတာဗျ၃ဝါပေါ့ဗျာ၃ဝါကိုကျွန်တော်အခု၂ဝါရတယ်ကိုရတဝါတော့ကျန်နေရပေါ့အဲ့တဝါကိုကျွန်တော်လူနဲ့ပဲပြန်ဆောက်ရှောက်ပါခင်ဗျာတဝါဆိုတာကိုတစ်နှစ်ကိုပေါ့နော်ဖုန်ကြီးလို့ဆိုရင်တော့ဝါနဲ့ပြောတာပေါ့နော်လူလို့ဆိုတော့နှစ်နဲ့ပြောတာအခုကျွန်တော်ကြံခဲ့တဲ့နှစ်ကိုကျွန်တော်တို့က၃နှစ်ကျွန်တော်တို့ကဒီဟာကို မင်းนี่အကုန်လောက်ထားတာအတွက်ကျွန်တော်တနစ်ကိုလူနဲ့ပြန်ဆောက်ရှောက်ကျွန်တော်တာဝန်ရတစ်ပြင်ရလဲလုံးဝဒီထက်ပို့ပြီးတော့ကောင်းမွန်တဲ့အရာဖြစ်အောင်ကျွန်တော်လုပ်မှာအဲ့ဒါကြမှာလဲကျွန်တော်နောက်နေ့စိုက်မယ်အပင်9000အတွက်ကျွန်တော်အတွက်အကူလဲလှူခြင်းစိတ်ဖြစ်မယ်သူလဲလို့မအောင်ဆိုမရှင်ဘယ်သူမှလှူခြင်းစိတ်ရှိမှာမဟုတ်ဘူးလေကျွန်တော်အဲ့ကုသိုလ်ကိုယူလိုက်တာပါခင်ဗျာတောင်းဆိုလို့ထွက်လာတာကထွက်လာပြီးမှတောင်းဆိုတာအားလားလေးတဲ့စဉ်းစားအဲ့ဒါကတော့အမှန်တမ်းပြောရရင် तू ကလုတ်လုတ်ပြီးပါဆိုပြီးကျွန်တော်တောင်းဆိုလို့ကျွန်တော်ကဒီ first time ကားမှာ ျွန်တော်လည်းလှုပ်ပေးခြင်းနဲ့စိတ်ကြောင့်ထွက်လာပြီးတော့လှုပ်လာပါဘူး။အဲ့တော့ဒီရွှေလှုပ်လို့ရဆင်းရှုပ်တယ်လို့ပြောရတယ်ပေါ့နော်။အမတန်ဟိုဝါရီကြီးညားတယ်အမတန်ဖိအားကြီးကားတယ်။ဒါတွေကိုပဲစိတ်ခေါ်မှုလို့ထင်တာလား။ဒါတွေကိုပဲလှုပ်ချင်တာလား။ ကျွန်တော်တို့ရဲ့မန်နေဂျာကတော့စိန်ခေါ်မှုများတယ်ကိုရယ်အကုန်လုံးနဲ့ပတ်ပြီးတော့ဆက်နွယ်ရတာလေပရိုဂျူဆာဆက်ပြီးတော့မင်းသားမင်းသမီးအောက်ခြေမီမီးစကအကုန်လုံးတော့စိန်ခေါ်မှုများတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဖီမှာနေလာကြတဲ့အတွက်ကျွန်တော်အများကြီးပဲအကောင်းဆုံးဖြတ်ကျော်နိုင်နိုင်ခဲ့တယ်ပေါ့နော် ကားရိုက်တိုင်းရိုက်တိုင်းဒါမန်နေဂျာတိုင်းလုံးနိုင်တဲ့ level တွေပါပဲဖြတ်ကျော်နိုင်ခဲ့တဲ့အတွက်အခက်ခဲရတော့အကုန်နဲ့လည်းပြောရမှာပဲတခြားလူနဲ့လည်းပြောရမှာဒါပေမဲ့အကောင်းဆုံးဖြည့်ရှင်းပြီးတော့ကြော်လောရတာပါပဲအကုန်လုံးကတော့ စိတ်ခုံမှုကတော့များပါတယ်စိတ်ခုံမှုများတယ်ဆိုတော့ကိုဆောင်းလို့ကဝါရည်တပိုင်းနဲ့ပြောတယ်ပုံမှန်ကန်ကန်လေးလုပ်တာအတုံးတုံးပြဿနာမရှိတော့ဖြစ်တယ်ပြောမယ်ဘာလို့ပြောမလဲရှိတယ်ကိုရှိတယ်ဆိုတော့ဘယ်လိုနေရာမျိုးမှာရှိလဲဆိုတော့အခုကျွန်တော်အခုနောက်ပြောလို့ပေါ့ကျွန်တော်အမှန်တိုင်းပြောရင်မကြိုက်တဲ့အခုအမှန်တိုင်းပြောရင်ကိုမကြိုက်ဘူးလားကျွန်တော်အမှန်တိုင်းလေးတခုပြောမယ်ကျွန်တော်တို့လောကမှာမန်နေဂျာတွေကထမင်းပေါ်က900တထောင်စားတယ် တက်ခုငန်းမို့ပါငါကတထောင်စားတယ်အခုဒီကားမှာကျွန်တော်ကိုယ်တိုင်ဂျုံရတယ်ကျွန်တော်မစားရလူဖြစ်နေတယ်ကျွန်တော်ဂျုံရတယ်အဲ့ဒါတော့အရှိ definition ကျွန်တော်ဖွင့်ပြလို့မရဘူးကိုယ်လည်းလုတ်တဲ့လူရှိတယ်လို့မလုတ်တဲ့လူရှိပါတယ်ကျွန်တော်ဆိုရင်အကိုရဲ့အကိုကိုကျွန်တော်အကိုကိုကျွန်တော်ပြောပဲပြောချင်တာလေအကိုပြောတာကျွန်တော်မခံချင်တဲ့လူလေကျွန်တော်မှန်အောင်နေတယ်ဒါကျွန်တော်ရဲ့ယူသားမှုဆိုတာ ကျွန်တော်ပဲပြောချင်တဲ့လူဖြစ်တယ်ဆိုကျွန်တော်မှန်အောင်ဒီမှာကျွန်တော်ပြောလို့ရပါလေကျွန်တော်လည်းမမှန်အောင်နေအခုအခုတော့ပြောကျွန်တော်အမင်းလည်းမမှန်ဘူးကွာလို့ပြန်ပြောပါလေဟုတ်တယ်မလားလေဒါပေမဲ့ဥပမာအခုကိုပြရအောင်အခုကိုပြောတာမဟုတ်ပါဘူးဒါပေမဲ့ကိုစိုးကျွန်တော်ပြောပြဒါပေမဲ့တော်တော်များများကဒီလိုပဲမြင်တယ် ဆောင်းဆောင်းလေကွာဒီကောင်လည်းသူလည်းသူဒီမန်နေဂျာဆိုတော့သူလည်းစားမှာပဲအဲသူလည်းဒီလိုပဲရိတ်ပါပဲဒီလိုပဲတင်ပါပဲလို့ဒီလိုတွေအများအမြင်ရှိကြတယ်ပေါ့ဟုတ်ကဲ့ရှိရရှိရရှိရရှိပါတယ်ခင်ဗျာရှိတယ်အဲ့ဒီပုံမှာကျွန်တော်ကအာဆိုကြပါစို့အကိုကိုကျွန်တော်ချိန်တယ်ဆိုရင်ပရိုဂျူဆာရှေ့မှာစပီကာဖွင့်ပြီးကျွန်တော်ချိန်ပါတယ်ခင်ဗျာအကိုကချိန်လိုက်တဲ့အတွက်အကိုကဥမာဆိုတော့တထောင်ဆိုဆိုပေးလို့အမှုပညာကြီးတောင်းတယ်ဆိုကြပါလို့ကျွန်တော်ကပရိုဂျူဆာကိုတထောင်တောင်းတယ် အခု900နဲ့စစ်ပြီးပါဆိုကျွန်တော်အသူရှိမှန်900နဲ့စစ်ပြီးပါတယ်မရချင်းညာချင်းကအခုလဲကြားတယ်ပရိုဂျူဆာလဲကြားတယ်ဖြစ်မယ်အခုလဲတည်သွားပဲပရိုဂျူဆာတည်အဲ့လိုမျိုးမျိုးကျွန်တော်သွားပါတယ်ဘာလို့ဆိုအဲ့ဒီပေါ်ဒီမှာစားရတာအခုများသောအားဖြင့်တော့တကားပဲရမှာပေါ့ဘူးနောက်တစ်ခါကျွန်တော်တို့ငယ်ငယ်တုန်းကအခုလဲဒီဖီးထဲမှာနေတာကိုကိုလင်းနဲ့ကျွန်တော်လဲတည်ရကြပါပြီပုတ်ပါမှာဒီနေ့ကားရိုက်တယ်ဟုတ်လွန်ခဲ့နှစ်အစိတ်30ကမနေ့ဆိုဘာဖြစ်တယ်ဆိုတော့35လမ်းမှာ ဖုံးတော်မှာအဆက်အသွယ်မရှိတဲ့ခင်နော်တော်တော်ဆူဆူခင်မှာတော့ပြန်ကြရတယ်ကိုဒီဘက်ကကိုပွင့်လင်းမြင်တာမှုရှိတဲ့ internet ခင်ကြီးမှာအခု900ဆအကိုမြင်မယ်အကိုကမက်ဖြူနေအရင်အကိုအကိုအကိုအကြောင်းကိုလူလူသိမယ်ဟုတ်တယ်မလားသဘောပြောပြရလေအခုလုံရဲလုံပေါ့ကျွန်တော်တို့မလုံရဲလို့မလုံဘူးဗျာကျွန်တော်ရရတဲ့အမှုပညာရှင်တွေပဲကျွန်တော်ရှင်းတမ်းတခါလေကျတော့ကျွန်တော်အမှုပညာရှင်တွေကတထေးဆိုပြီးတော့ဘူးဘူးမပေးရတော့အများကြီးရှိတယ်ဟုတ် ကျွန်တော်ဝိညာဉ်စားတာနေရာတိုင်းတက်တက်ရဲ့တော့ကျွန်တော်ရကျွန်တော်ချမ်းသာလို့မဟုတ်ပါဘူးကျွန်တော်ရပင်ကိုစိတ်ကိုလူပြိုလဲဖြစ်တယ်အိမ်အောင်တယ်မဟုတ်တဲ့အတွက်အချက်ကျော်လေးနေချက်ကျော်လေးဝတ်တက်တဲ့အချင်းရှိတော့ကိုဆောင်ကတထေးမဟုတ်ဘူးပြည်သားမျိုးဆိုကျွန်တော်မရတဲ့ဟာတွေအများကြီးရှိတယ်ရှင်မင်းရဲ့ထဲမှာကျွန်တော်မရတာတွေအများကြီးရှိတယ်။ဟုတ်မုံကြလို့တည်းကိုတော့ချောက်ပြောတော့ဘာလို့လဲ။ဟုတ်ကဲ့ပါကျွန်တော်ကအသက်60ဆိုရင်နားဖို့ရည်ရွယ်ထားပါတယ်။နောက်အများဆုံး2နှစ်ပေါ့။ရည်ရွယ်ထားပါတယ်ဗျ။ ကျွန်တော်ချစ်တဲ့အတ္တပင်နေနဲ့နောက်တနေရာမှာကျွန်တော်ပျော်မွှေ့ဖို့အတွက်ကျွန်တော်ဘဝမှာနေခြင်းနဲ့နေရလေးပေါ့ပုံစံလေးကမပြောရမှဆိုဒီက EOD မြစ်ကမ်းပါကြီးကအကြီးပဲအမြင့်ကြီးပဲရေတက်တဲ့အချိန်ခါလေလောက်ရောက်တယ်အဲ့ကမ်းပါကြီးပေါ်မှာဆမ်ဆန်နဲ့ကျွန်တော်တို့ဟိုဘက်ကချင်းတောင်တန်းကြီးနဲ့ EOD မြစ်ကြီးနဲ့အဲ့ဘေးမှာကျွန်တော်ဘင်္ဂလိုလေးပုံစံလေးနဲ့တစ်ပင်နေနဲ့ကျွန်တော်နေခြင်းနဲ့ဘဝကိုအခုနောက်နောက်တစ်ခါစိုက်တဲ့နေရာမှာကျွန်တော်တိဆောက်ဖို့အတွက်ကိုအာကျွန်တော်ကြိုးစားနေပါတယ် ဒီမှာလဲကျွန်တော်အဲ့ဒီအသက်ရွယ်ကြတော့ကိုရဲ့အလုပ်တစ်ခုကကျွန်တော်တို့အသက်60တန်းဆိုရင်လုပ်ဖို့မလွယ်ဘူးလေကိုရဲ့အလုပ်ဖို့မလွယ်တော့ကျွန်တော်တို့အနိုင်ပိုင်းဖို့အတွက်ပဲကျွန်တော်ကြိုးစားပါတယ်ဗျာကျေးဇူးပါအာဟုတ်ကဲ့ပါကို